ကျွန်တော်တို့စတင်ပြီးဆွေးနွေးမယ့်အကြောင်းအရာကဒါက conventional current နဲ့ electron flow လို့ခေါ်တယ်။ဒါအခြေခံအကျဆုံးဖြတ်စစ်စီကြောင်းမယ်။ဒါကမီလုံးတစ်လုံး၊ဒါက battery ။ battery ကိုတင်ဂီတာကိုကျွန်တော်အနီးကပ်လေးကျွန်တော်ရှင်းပြပေးလို့ပါတယ်။ battery ရဲ့တင်ဂီတာကသူကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီလိုပုံစံလေးဆက်တွေ့ထားတာအပေါင်းဘက်ကအပြားကြီးတယ်အနှုတ်ဘက်ကအတူတူတယ်။ဟမ်ရှည်တယ်လို့ပြောတာ။အပေါင်းဘက်ကရှည်တယ်အနှုတ်ဘက်ကတူတယ်။အခုနှစ်ခုဆွဲထားတဲ့အတွက်ဒါဓာတ်ခဲနှလုံးလို့ပြောချင်တာ။ဓာတ်ခဲနှလုံးလို့ပြောချင်တာပြီးလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင် အဲဘယ်လိုပြောလို့ရလဲ20ပေါ့လူတစ်ခု10နှစ်ခုဆိုလို့ရှိရင်20လို့ခေါ်တယ်အဲ့တော့အပေါင်းနှုတ်ကရေးလဲရတယ်မရေးလဲရတယ်ရှည်တဲ့ဘက်ကအပေါင်းတူတဲ့ဘက်ကအနှုတ်ပါပဲเนาะ ဒါဘက်ထရီအသင်္ကေတဥစွာကျွန်တော်တို့လျှက်စစ်တပ်စတင်ဖြစ်ပေါ်လာတဲ့ခါမှာ AC လျှက်စစ်ကမပေါ်သေးဘူး။ DC လျှက်စစ်ကအရင်ပေါ်လာ။ DC လျှက်စစ်ကအရင်ပေါ်တဲ့ခါကျတော့အဲ့မှာအဲဒီမှာမီလုံးတစ်လုံးရှိတယ်။ဒါဒီအမဲယူလေးဒါဝါကျူ circuit tracing လို့ circuit diagram ရပြန်ဒါဝါကျူအမဲယူတော့အဲ့တော့ဒါကိုကျွန်တော်တို့ကဆက်သွယ်လိုက်တယ်။အမဘက်နဲ့လည်းဆက်သွယ်လိုက်ဆိုရင်ဒါလျှက်စစ်စီကြောင်တပတ်ပြည့်သွား။တပတ်ပြည့်သွားနော်။ပါလန်းပြည့်သွားလို့ခေါ်။အဲ့ဒါကို အဆင်ဘဆကေပေါ့နော်ဆင်ဘဆကေနောက်ပြီးလို့ရှိရင်ကလိုဆာကေလို့ခေါ်ဒါနောက်ပိုင်းဖြည်းဖြည်းချင်းဆွေးနွေးပါမယ်အဲ့တော့ဒီမှာမီလုံးတစ်လုံးမီလင်းလာတယ်အဲ့ဒီမှာဘာလို့ဒီ conventional car နဲ့ electron flow ဆိုတော့ခွဲထားလဲဆိုတော့ကျွန်တော်ဖြတ်စစ်စီးတယ်ဆိုတာတကယ်တော့ voltage တွေကနေပြီးတော့ current တွေပေါ့နော် electron တွေကိုတွန်းလှော့လိုက်တဲ့အတွက်ကျစစ်တာစီးကြောင်းဖြစ်လာပြီးတော့မီလုံးကိုလင်းစရာဖြစ်ပါတယ်အဲ့တော့တကယ်ကျွန်တော်တို့ဟိုးရှေ့လွန်ခဲ့တဲ့နှစ်300ကျော်တော့ပေါ့တို့ Andrew MBR တို့ Boulder တို့ကနေကျစစ်တက်ကိုစတင်တွေ့ရှိတဲ့အချိန်တုန်းက မီလင်းတာတော့တည်တယ်ဒါပေမဲ့သူဘက်ထရီအိုးကနေပြီးတော့ဒီဘက်အပေါင်းဘက်ကနေလျှက်စစ်ထွက်လာပြီးတော့မီလင်းနေပြီးတော့အနှုတ်ကိုဝင်သွားတယ်လို့သူကယူဆတာတကယ်တမ်းနှစ်ပေါင်းများစွာကြာလာတဲ့ခါကျတော့အဲ့ဒီအချိန်မှာပုတ်စာလေးကျွန်တော်တွေ့လာတယ်စာကိဒိုင်ဂရမ်ကိုဆွဲလို့ရှိရင်လည်းအဲ့ဒီအချိန်မှာကျွန်တော်ဆွဲလာကြတယ်ဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့စာကိဒိုင်ဂရမ်တစ်ခုဆွဲမယ်ဆိုတော့ကျွန်တော်ပုံလေးတစ်ပုံယူလိုက်မယ်စာကိဒိုင်ဂရမ်တစ်ခုဆွဲရဆိုတော့ဒီမှာကကျွန်တော်တို့ဘက်ထရီလေးတစ်ခု ပြီးလို့ရှိရင်ဒီလိုလျှက်စစ်လမ်းကြောင်းလေးသွားမယ်ဒီပုံစံတိုင်းလေးပဲမီလုံးလေးတစ်လုံးတတ်လိုက်မယ်ဒီမှာဆက်သွဲပြီးလိုက်ပြီဒါဆိုလို့ရှိရင်ဒီမီလုံးလေးလင်းလာတာကိုကျွန်တော်တွေ့ရအောင်အဲ့တော့သူကထင်တာကလျှက်စစ်တက်ကဒီအပေါင်းဘက်ချမ်းကနေထွက်လာပြီးတော့အနှုတ်ဘက်ချမ်းကိုဝင်သွားတယ်ကျွန်တော်ယူဆကြတယ်အဲ့ပုံစံတိုင်းမှာကျွန်တော်ပုတ်စာတွေအများကြီးတွက်ခဲ့တယ်အဲနောက်ပိုင်းလည်းကျွန်တော်တို့တွေ့ရပါလိမ့်မယ်အဲ့တော့ပုတ်စာတွေကအပေါင်းဘက်ကနေလျှက်စစ်ထွက်လာပြီးအနှုတ်ဘက်ကိုဝင်သွားတဲ့တင်ဂီတာမျိုးနဲ့တွက်တယ်ဒါယာဂရမ်ဒီမှာဆိုလို့ရှိရင်လျှက်စစ်သွားလမ်းကြောင်းကိုဒီလိုမျိုးလေးပြတယ်အဲအဲ့လိုမျိုးလေးပြတယ်နောက်ပိုင်းကျတော့အဲ့လိုမဟုတ်တော့ဘူး နောက်ပိုင်း yes electronic နိပညာမြင်လာတဲ့ခါကျတော့ yes တက်ကအပေါင်းအထွက်တာပြီးတော့အနှုတ်ကိုဝင်တာမဟုတ်ဘူးတဲ့ဒါမှားတယ်တဲ့အဲ့လိုဆိုမှားတယ်ဆိုပြီးတော့တွေ့လာတယ်ဟိုတကယ်တော့ yes တက်ကဘယ်လိုထွက်တာလဲဆိုတော့ကျွန်တော်ဆွေးနွေးကြည့်လိုက်တဲ့ခါကျတော့ yes တက်ကဘယ်ကနေလာလဲဆိုရင်အမအနေထွက်လာပြီးတော့အပေါင်းကိုပြန်ဝင်တယ်ဆိုပြီးတော့ကျွန်တော်လေ့လာရတယ်เนาะ MBR တင်ကန်းစာမှာလည်းကျွန်တော်တို့ရှင်းပြခဲ့ပါတယ်ဒီဘက်က86တက်ကဝင်လာတယ်ဒီကဒုထွက်သွားပြီးတော့ ပြီးတော့ဒီလိုပြန်ဝင်သွားအဲ့တော့ပြဿနာတက်ကောဘာကြောင့်လဲဆိုတော့ကျွန်တော်အနှစ်300နီးပါးလောက်အနှစ်300နီးပါးလောက်ကျွန်တော်တို့ရက်စစ်ကအဖိုးကထွက်ပြီးတော့အမကဝင်နေဆိုပြီးကျွန်တော်တို့တီးခဲ့ကြတယ်အဲ့တိုင်းလည်းပို့ဆိုင်တွက်ခဲ့ကြတော့ဒီတကယ်တမ်းဒီလိုလည်းဖြစ်လည်းဖြစ်တော့ပြဿနာတက်ကောပြဿနာတက်ကောနှစ်300လုံးလုံးကျွန်တော်အသုံးချခဲ့တဲ့ပို့ဆာတွေကိုပြင်ဖို့ဆိုတာမလွယ်တော့ဘူးပြင်လို့တာမလွယ်တဲ့အခါကျတော့ကျွန်တော်တို့ဘာပဲလုပ်လိုက်တဲ့ဆိုရင်ဟုတ်ပြီကျွန်တော်တို့ပို့ဆိုင်တွက်တဲ့အခါကျလို့ရှိရင်တော့အပေါင်းကနေပြီးတော့ထွက်ပြီးတော့ အနှုတ်ကိုဝင်တဲ့ဟာကိုကျွန်တော်တို့ conventional ကားလမ်းလို့တတ်မှတ်လိုက်မယ်။နော် conventional ကားလမ်းလို့တတ်မှတ်လိုက်ပြီးအဲ့တော့ conventional ကားလမ်းနော် conventional ဆိုတာပြောရမယ်ဆိုဓလိယူရပေါ့ကျွန်တော်ဓလိယူတာအရာဒီအပေါင်းလေးဖြတ်ပြီးတော့အနှုတ်ကိုဝင်တဲ့လျှက်စစ်စီးကြောင့် conventional ကားလမ်းလို့တတ်မှတ်ပြီးတော့တကယ်အစစ်အမှန်ဖြစ်တဲ့ electron flow အဲ့ဒါကိုတော့လျှက်စစ်ဓာတ်ကအမှားအနေထွက်လာပြီးတော့ အပေါင်းဝင်သွားတယ်တကယ်အဖြစ်မှန်တော့ electron flow လို့ပဲကျွန်တော်တို့သတ်မှတ်ဖို့ဆုံးဖြတ်လိုက်ပါရစေ။အဲ့တော့ကျွန်တော်နောက်ပိုင်းကြာလို့ရှိရင်တော့ပုတ်စာတွေက convention နဲ့ current နဲ့ပဲကျွန်တော်တို့တွက်ပါမယ်။အဲ့ဒီအတိုင်းပဲကျွန်တော်တို့စဉ်းစားပြီးတော့ရက်စကိုလေ့လာပါမယ်။တကယ်အဖြစ်မှန်က electron flow ကအမှန်တရားပါ။ဒါကြောင့်ကျွန်တော်တို့ဒါနဲ့ convention နဲ့ current နဲ့ပဲဆက်တွက်မလဲဆိုတော့ရက်စကဘယ်ရပဲထွက်ထွက်ဒီမီးလုံးလင်းလာဖို့အဓိကအဲ့ကြောင့်မို့ကျွန်တော်တို့ convention နဲ့ current နဲ့ပဲဆက်ပြီးလေ့လာပါမယ်နော်။ဒါကတော့အခြေခံအကြဆုံး circuit ပတ်လမ်းလေးပါ။ဒီသဘောတရားလေးကို အဲဒီသဘောတရားလေးဖြည်းဖြည်းချင်းတက်သွားပါတကယ်လို့ဒီမီလုံးမလင်းစေချင်အခုဆိုဒီအချိန်နေဆိုမီလုံးလင်းနေမယ်ဘာလို့လဲဆိုပလန်ပြင်းနေလို့အဲကျိုးတနေရာရမှာပြတ်နေခဲ့မယ်ဆိုရင်ဒီမီလုံးမလင်းတော့ဘူးဒါလေးပါပဲဟုတ်ကျွန်တော်နောက်ထပ် slide show တစ်ခုဆက်ပြီးလေ့လာကြည့်မယ်အဲ့တော့နောက်ထပ် slide show တစ်ခုကိုလေ့လာကြည့်ရတဲ့အခါကျရင်ကျွန်တော်ဗာဆက်ပြီးတွေ့ရမှာလဲဆိုတော့ battery o ဟုတ်ပြီ battery o ကလည်း dc လက်စစ်ပေါ့နော်သူမှအပေါင်းရှိမယ်နှုတ်ရှိမယ်ကျွန်တော်ရှေ့မှာလေ့လာခဲ့တဲ့အတိုင်းရက်စစ်တက်ကဘယ်ကထွက်လာလဲ ကျွန်တော်တို့ဒီကနေပြီးတော့အပေါင်းကထွက်လာပြီးတော့အနှုတ်ကနေထွက်လာပြီးတော့အနှုတ်ဘက်ခြမ်းထွက်လာပြီးတော့အပေါင်းဘက်ခြမ်းကိုဝင်သွားတာအဲတကယ်တော့ဒါကအမှန်တရား electron flow အဲတော့တကယ်အဖြစ်မှန်က electron flow နှုတ်ဘက်ကနေထွက်ပြီးတော့အပေါင်းဘက်ကိုဝင်တာကျွန်တော်တို့ပုံစံအတွက်မှာကအပေါင်းဘက်ကထွက်ပြီးတော့အနှုတ်ဘက်ကိုဝင်မဲ့သဘောတရားနဲ့ကျွန်တော်တို့လေ့လာပါမယ်အဲတော့ battery home မှာကျွန်တော်တို့ကြည့်တခါလေ့ကြလို့ရှိရင်ဒီမှာတော့မပါဘူးเนาะဒီ ఓ မှာမပါဘူးချို့ ఓ တွေမှာဆိုစာလေးရေးထားတယ် အဆိုပါစို့ဘက်ထရီစိုက်ကယ်ဘက်ထရီ4 AH တို့ရေးထားတာတွေ့လိမ့်မယ်နော် 4AHR ပေါ့ 4AHR နည်းနည်း OGY 80 AHR အပြီးလို့ရှိရင်150 O AHR အဲစသဖြင့်အဲ့လိုတွေ120 O ရှိတယ်နော်120 O မျိုးရှိတယ် အေးအေးရှာတမျိုးပြောစီပေါ့နော်တစ်ခုနဲ့တစ်ခုတော့မတူပါဘူးအဲ့တော့ဘာလို့ဆိုလိုတာလဲဆိုကျွန်တော်တို့ဒါလေးဆွေးနွေးကြည့်တဲ့အခါကျတော့သူကဆိုလိုတာကသူကပြော4 ampere ထည့်ထားတယ်မဟုတ်4 ampere ပေါ့နော်4 ampere ကြီးထွက်လာမယ်လို့ထင်တယ်အဲ80 ampere ကြီးထွက်လာမယ်လို့ထင်တယ်အဲ့ဒါကမဟုတ်ပါဘူးဘယ်လိုမျိုးဆိုလိုတာလဲဆိုလို့ရှိရင်4 ampere 4h ရှိတဲ့ cycle battery အသေးလေးတစ်လုံးကိုကျွန်တော်တို့က1 ampere ရှိတဲ့ motor ပေါ့ motor တစ်ခုလည်ခိုင်းမယ် 1အမ်ပီယာရှိတဲ့မော်တာတစ်ခုကိုလဲခိုင်းမယ်ဆိုလို့ရှိရင်တဲ့ရေးနိုင်ရေးသုံးလို့ရတယ်ပြောတာရေးနိုင်ရေးသုံးရင်ဒီဘက်ထရီကိုအားကုန်သွားပြီအဲ့တော့ဆိုတော့သဘောကဒီမှာရေးထားတဲ့သင်္ကေတတွေ 80AHR လို့ 150AHR လို့ 150AHR လို့ဆိုတာကသုံးမဲ့ပစ္စည်းရဲ့အမ်ပီယာဆွဲတဲ့ပုံမူတည်သူတော့အဲ့လောက်ကြာကြာခံနိုင်တယ်ပြောတာတကယ်လို့ဒီ 1A မော်တာနဲ့ပဲ 120OU သွားသုံးမယ်ဆိုရင်920မောင်းလို့ရမယ်လို့သူဆိုလိုတာပါ ဒါပေမဲ့9190တော့မရပါဘူးဆိုတော့ကျွန်တော်ရှိ SPC အားလုံးက80ရာခိုင်နှုန်းရှိပဲကောင်းတယ် full လို့ဆိုလို့ရှိရင်ခဏခဏဆိုရင်နာတယ်เนาะအဲ့တော့ကျွန်တော်တို့တရား4 4 4 mAh ရဲ့ battery ဆိုလို့ 3A လောက်ဆိုရင် မကောင်းတော့ခဏခဏသုံးလို့ရှိရင် battery နာတတ်တယ်အဲ့တော့ shift side အနေနဲ့ကာကွယ်ထားတာကောင်းပါလူတွေလိုပေါ့ဒါကျွန်တော်က၅ဗီတာထားနိုင်နေဆိုတိုင်း၅ဗီတာလုံးထမ်းလို့အဆင်မပြေပါဘူးကြာရင်မောလာလိမ့်မယ်နော်အဲ့တော့ကျွန်တော်နောက်တစ်ပတ်ပုတ်ကူကြည့်မယ်ဆိုလို့ရှင်ဒါက ဒါက battery ဥပေါ့ကျွန်တော်ကားတွေမှာဆိုရှင်ကား battery ဆိုင်တွေမှာကားဆရာကြီးဆိုတည်တယ်သူတို့ဆိုလို့ရှင် battery ဥကိုစဖြုတ်လို့ရှင်ဒီဘက်အနှုတ်ကပဲဖြုတ်တယ်အနှုတ်ကပဲဖြုတ်တယ်အပေါင်းဘက်ကနေစမဖြုတ်တတ်တဲ့အခါကျကြိုက်တဲ့နေရာတတ်လို့ရတယ်ကျွန်တော်တို့ကားတွေဘာကြီးမှာတစ်ခါလေအလုံးလုံးပဲဆိုလို့ရှင် battery ဥအနှုတ်ကိုဖြုတ်ထားကြတယ်အဲ့တော့ဘာလုပ်တာလဲဆိုလို့ရှင်ဒီကနေအနှုတ်ကိုဖြုတ်လိုက်တဲ့ခါတော့မှဒီကထွက်သွားချက်စစ်တဲ့ electron တွေကဒီကိုပြန်သိမ်းတယ်အပေါင်းဘက်ကိုပြန်သိမ်းလိုက်ဖောက်ခွန်းလဲဆိုတော့ ဖြုတ်လိုက်တယ်ချက်ချင်းကုန်ပြောင်းဝင်သွားတယ်ဘက်ထရီကပြောင်းသွားတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့အပေါင်းဘက်ကိုဖြုတ်လိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုရင်ဒီကထွက်သွားတဲ့ဆစ်တွေကဝင်စရာမရှိပဲနဲ့ကားကူထဲမှာအောင်းနေတတ်တယ်ကားကူထဲမှာအောင်းနေတတ်တယ်အခမ်းမသိလို့သူကဟိုလက်ကရေဆူနေတာမျိုးနဲ့မတော်ဆကားကိုကင်ပြီလို့ရှိရင်ဓာတ်လိုက်တတ်တယ်ဓာတ်လိုက်လို့ရှိရင်မလူလာတဲ့ပြဿနာဖြစ်လာနိုင်တာပေါ့နော်ဒါမှမဟုတ်ရှင်တဲ့တခါတလေကိုမီးမီးတွေပဲပွင့်သွားတာမျိုးဖြစ်ခဲ့လို့ရှိရင်ကားမှာစီတင်နေဆိုရင်ဓာတ်စီတင်နေစီငွေ့နေဆိုရင်အန်ရရှိတယ်ဒါကြောင့်မလို့ကားဘက်ထရီကိုဖြုတ်ရင်အနှုတ်ဘက်ကနေစာဖြုတ်သွားတယ် အပေါင်းကိုနောက်မှဖြုတ်လိုက်ရတယ်မဖြုတ်ပဲထားလိုက်ရတယ်ပြန်တက်ရင်တော့ကြိုက်တဲ့ဘက်ကနေတက်လို့ရပါတယ်ဒါလေးကလျှက်စစ်အခြေခံသဘောတရားလေးဖြစ်ပါတယ်